ျွန်တော်ကိုရင်ဖန်တီးရဲ့သူတယောက်အနေနဲ့တော့ဘယ်စင်းကိုဖန်တီးသူအနေနဲ့တော့ဘယ်စင်းကိုအကြိုက်ဆုံးဘယ်စင်းကိုအချစ်ဆုံးလဲဆိုတာတော့ပြောရတော်တော်ခက်ပါတယ်အာဒါပေမဲ့မနေ့ကကျွန်တော်ပြိသက်တွေနဲ့တူတူကြည့်တဲ့အချိန်မှာတော့ဖန်ဖန်တီးသူအနေနဲ့မဟုတ်ဘဲနဲ့ပြိသက်နေရာကဆိုရင်တော့လေပြင်းနေရာမဟုတ်ဘဲနဲ့ဒီဆိုင်းဆိုင်းနေရာကနေကြည့်တဲ့အချိန်မှာတော့ကိုသိတ်ကိုချစ်ပြီးမျက်နှာရတဲ့ကောင်မလေးတယောက်ကတပားသူအမျိုးသားတယောက်ရဲ့လက်ကိုတွဲပြီးတော့ကိုရှိကို ဖြတ်လာမယ်ဆိုရင်ဒါတိတ်ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုပဲအဲ့ဒါကျွန်တော်မခံစားနိုင်ဘူးလေအဲပရိသတ်တွေဒီဇိုင်းလုပ်တာမဟုတ်လားကိုယ့်ဟာကိုယ်တော့ကိုယ်တော့ချစ်တတ်ဆုံးပဲလို့ကျွန်တော်တို့ဒီကားထဲမှာလေပြေရောကြည်ပြာရောမိုးစပန်းရောဂျိတ်ကောဦးရနိုင်ရောတော်ဆောင်အားလုံးကမတူညီတဲ့ချစ်ခြင်းမြတ်တာတွေနဲ့အစွမ်းကုန်ချစ်ကြတယ်အစွမ်းရောက်ချစ်ကြတယ် ဘယ်သူကအချက်တက်ဆုံးလဲဆိုရင်မိကုံးကတော့ကြည့်တဲ့ပြိတ်သက်တွေစီကနေကျွန်တော်တို့ပြန်ပြီးတော့ကြားခြင်းပါတယ်လီဒီကလည်းသူသူ့ရဲ့အချက်နက်နက်ရှိုင်းရှိုင်းကိုဒီကားမှာပြထားတယ်ကြည်ပြာကလည်းသူ့ရဲ့အရာရာကိုစွန့်လွတ်အနစ်နာခံပြီးတော့ကျင်လာတဲ့နှလုံးသားကိုပြထားတယ်ဘိုးစပန်းကလည်းသူ့ရဲ့အယိုးကံဘာမှမသိတဲ့တကယ်ကိုလွတ်လပ်ပေါ်ပါတယ်လူငယ်တယောက်ရဲ့ စွမ်းရောက်အချက်တခုကိုပြထားတယ်။ဂျိတ်ကလည်းလိုချင်တာကိုရအောင်ယူခြင်းနဲ့ဒီလူငယ်တယောက်ရဲ့အားမှန်ခွန်အားအပြည့်နဲ့ချက်ချင်းကိုကျွန်တော်တို့တင်ပြထားပါတယ်။ဒါကြောင့်ဘသူကအချက်တဆုံးလဲကျွန်တော်တို့ပြန်ပြီးတော့မေးခြင်းပါတယ်။ဟုတ်တယ်။ဘာလို့ဆိုတော့အကုန်လုံးသူ့နီးသူ့ခံတဲ့အကုန်လုံးကဟိုချစ်ထားကြတကယ်စွမ်းကုန်ချစ်ပေးကြကြ။ဆိုတော့ဇူလိုင်၄ရက်နေ့ယုံတင်လို့ရှိရင်ပြည်သက်ကြီးကဘု து relay လုပ်လို့ရလဲဘု து ချစ်ချင်းမြစ်တာနဲ့ထပ်တူကြလဲဆိုတာတော့ ဟိုပြန်ပြီးတော့တည်ချင်တယ်အဲ့အတွက်ကြောင့်မလို့အခုတော့မှတနေ့ကမဲပောက်ခံနေမှာအဲ့လိုရေးထားတဲ့ဟာလေးရှိရလေဟိုကိုနဲ့တူတဲ့လူကဘယ်သူလဲဆိုရေးထားဆိုတော့အဲ့ထက်အများကြီးအများကြီးပို့ပြီးတော့ကြားချင်တယ်ဟုတ်တယ်နော်သူသူမေးတာလေးကောင်းတယ်ကျွန်တော်တို့ပြိသက်ကြီးကရုပ်ရှင်ပြိသက်ကြီးကကိုတိုင်းဆိုရင်ရောဘယ်သူလဲလေခမရလေးပြေနေရလူလားကြည်ပြနေရလူလားမိုးစပန်းနေရလားချိတ်ကလားအဲ့အားလေးလဲကျွန်တော်သိချင်ပါတယ်ကျဲစောစဝင်ခန်းနေရ အများကြီးပဲအဓိကအဓိကကလေခုတော့ကမနေ့ကလည်းကြည်ပြီးသွားရဖြစ်တဲ့အတွက်ကြောင့်မလို့အဓိကလေဟိုရတာပေါင်းစုံပေးနိုင်တယ်ခုရီခဲ့ရတယ်မိုးခဲ့ရတယ်ကြီးနူးခဲ့ရတယ်ခံစားချက်တွေအများကြီးခံစားခဲ့ရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျန်စုံဆက်ဝင်ခံဆိုတာအဲ့လိုမျိုးဟိုဆိုတာမရှိဘူးဘာလို့ဆိုတော့သူ့ဟာလေးနဲ့သူအကုန်လုံးအဝင်ဝင်ကြလေးဖြစ်နေရလေးရတော့အမှတ်မဲ့ရပေါ့နော်ဒါမဲ့ဟိုရိုက်ကိုးခဲ့ရမှတ်မဲ့ရမှာဆိုလို့ရှိရင်တော့ဘုရဒီဟို ဒီလေပြင်းနဲ့ဒီကံဘေးမှာရိုက်တဲ့ဟာလေးဆိုလို့ရှိရင်တော့တနေ့ကုန်ရိုက်ခဲ့တဲ့ဟာမှာအဲ့ဒါလေးပြန်ကြည့်ရတာလေးတော့မမတ်ရရပေါ့နော်အဲ့တော့ဆိုရင်တော်တော်ကျူးကျူးဆဆနဲ့နော်အဲ့လိုတနေ့ကုန်ခဲ့တဲ့ဟာလေးဆိုတော့ဟုတ်အဲ့ဒါလေးကမှတ်ရပါတယ်ကျွန်တော်ကိုယ်တိုင်ဖန်တီးရဲ့သူတယောက်အနေနဲ့တော့ဘယ်စင်းကိုဖန်တီးသူအနေနဲ့တော့ဘယ်စင်းကိုအကြိုက်ဆုံးဘယ်စင်းကိုအချစ်ဆုံးလဲဆိုတော့ပြောရတော်တော်ခက်ပါတယ်အာဒါပေမဲ့မနေ့ကကျွန်တော်ပြိသက်တွေနဲ့တူတူကြည့်တဲ့အချိန်မှာတော့ဖန်တီးသူအနေနဲ့မဟုတ်ဘဲနဲ့ပြိသက်နေရာကဆိုရင်တော့ လေပြင်းနေရမို့ပဲနဲ့ဒီဆိုင်းဆိုင်းနေရာနေကြည့်တဲ့ချိန်မှာတော့ကိုယ်တိတ်ကိုချစ်ပြီးမျက်နှာရတဲ့ကောင်မလေးတယောက်ကတပားသူအမျိုးသားတယောက်ရဲ့လက်ကိုတွဲပြီးတော့ကိုရှိကိုဖြတ်လာမယ်ဆိုရင်ဒါတိတ်ကြောက်စရာကောင်းတဲ့အဖြစ်ပြက်တစ်ခုပဲအဲ့ဒါကျွန်တော်မခံစားနိုင်ဘူးလားတကယ်မကြည့်နိုင်ဘူး။ပြီးတော့အဲဟောင်းမှပြိုလဲကြေကွဲမှာပဲ။အဲ့လိုအဲ့လိုပဲဖြစ်မှာ။ဒါဒါဆိုရင်မိတို့ခံရအောင်ကြည်ပြလို့ပဲ။ကြည်ပြကိစ္စမရှိပါဘူး။ရပါတယ်ဆိုတဲ့ပုံစံမျိုး။ Yes. အဲ့လိုပဲဖြစ်မယ်။အပြင်မှာလည်းအဲ့လိုပဲ။အာဟုတ်တယ်။အဲ့လိုပဲဖြစ်ဖြစ်မယ်ထင်တယ်။ဘာလို့ဆိုတော့အဲ့လိုပြဿနာရရင်ရှာရှာတတ်တဲ့ထဲမှာမပါဘူး။ပြဿနာလည်းကိုကိုရဲအဲ့လိုမျိုးရှာရတာမကြိုက်ဘူးဆိုတော့ကဲလို့ဒါကသူကဒါရွေးချယ်ဆိုရှင်ဒါသူရဲ့ရွေးချယ်မှုနဲ့သူပဲဆိုပြီးတော့ဆိုပြီးတော့ထားလိုက်ပြီပဲထင်တယ်။ကဲလို့တဲ့ကအခုနာမမရရအစင်းတဲမှာပါပေါ့နော်အဲ့ဒါလေဒါကလေလုတ်ရင်းနဲ့နော်မုမုအရာအဲ့လိုနောက်ဖြစ်သွားတယ်။သူစပွားရတော့မဟုတ်ပါဘူး။ဘာလို့ဆိုတော့ ဒီစင်းကကျွန်တော်တို့ကြော်ညာထဲမှာကိုထည့်ဆက်ထားတာဟုတ်တယ်ဟုတ်တယ်ဆိုတော့ဒီကျွန်တော်တို့ပကိုးမှာရွှေပြည်မှာရိုက်တယ်တနေကုန်ဒီစင်းတခုတည်းကိုပဲရိုက်ရတာကင်မရာကို360ပတ်ပြီးတော့ရိုက်တယ်အဲ့တော့ကျွန်တော်လည်းသူ့မနေ့ကဆိုရင်သူ့ပြည်သက်တွေကကျွန်တော်ပြောတယ်သူတို့မင်းသမီးလေးကိုတလောက်ကြမ်းကြမ်းတန်းတန်းကြီးလောက်ရလားဆိုပြီးကျွန်တော်တော့စိတ်ဆိုးကြတယ်เออบ่อ่ะอ่ะเหรอมัมแมยะยะไอ้สิงห์อ่ะตะแกมัมแมยะจ้าวจ้าวตัวเลยเนเน่บ่ต้องต้องต้องไกลลงกันเลยอ่ะ င်းတယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဒါဆိုတော့ကိုကိုဘလွဲ့ဖြစ်အဲ့ဒီမှာတရုတ်ဆောင်နေတဲ့အချိန်မှာကိုချစ်ချစ်ရတဲ့သူကကိုဒီလိုမျိုးကြကြန်တန်းတန်းလုံးမယ်ဆိုလို့ရှိရင်အပြစ်မှာဆိုလို့ရှိရင်ဒါမမြင်ဘူးတဲ့ site တစ် site ကိုမြင်လိုက်ရတဲ့အချိန်မှာကြောက်မှာပဲပေါ့နော်အဲ့တော့အဲ့အဲ့ဒါလေးကလုံးလိုက်တာလဲရမ်းကောင်းတယ်ဆိုကိုကူးတွက်လဲဒါတော်တော်မှုပြောက်ပါစေရဲ့စိတ်နဲ့မှာသူကနာမည်ကလေးပြေရာသူကတကယ်ကို character ကလည်း immediate နူးညံ့တဲ့ character ကိုဆရာမဖန်တီးပေးထားတာ ဒါပေမဲ့အဲ့လောက်နူးညံ့တဲ့လေပြည်ကိုဒီလိုမျိုးလေမုန်တိုင်းဖြစ်သွားအောင်ဘယ်လိုအကြောင်းအရာကများလှုပ်လိုက်တာလဲပေါ့လေဒါဒါကတော့ပြည်သက်ကြီးကလာကြည့်ပါပေါ့ဗျာဒါကတော့ဒီသေဥဆောင်တယောက်အနေနဲ့ကျွန်တော်လေပြည်နေရာကိုပဲဝင်စားပြီးတော့ဟိုကျွန်တော်သေဥဆောင်ပါတယ်အာပြီးတော့ဟိုကျွန်တော်ရုပ်ရှင်အများကြီးလဲတိတ်မရိုက်ဖြစ်တာဆိုတော့ဒီဒီ character ကို ရိုက်ဟိုရွေးချယ်ပြီးရဲ့နောက်မှာကျွန်တော်ဒီ character ရဲ့ဒီလေပြေရဲ့ဖြစ်ရမယ့်အစိတ်တွေအတိုင်းလေပြေလေပြေရဲ့ဖြစ်ရမယ့်ဟို acting တွေအတိုင်းပဲဟိုကျွန်တော်သွားပါတယ်ဆိုတော့လေပြေကနေမိုးစပိုင်းကိုချစ်တဲ့အချင်းဒီလေပြေကနေကြည်ပြားကိုကျင်လာတဲ့အကျင်းသားဒါတွေကဒါလေပြေအနေနဲ့ပဲကျွန်တော်ဖန်တီးယူပါတယ် ဒီမိန်းကုံးဖြတ်တဲ့အတွက်မိန်းကလေးကိုဦးစားပေးပါမိန်းကလေးကိုဦးစားပေးရရများအဲជីဗျာအနေနဲ့ဆိုလို့ရှိရင်တော့ជីဗျာကသူချစ်တဲ့သူပျော်နေလို့ရှိရပြီဆိုရဲသူကအဲ့ဒါလေးနဲ့ပဲသူဆွတ်လို့သူ့ဘက်ကဆွတ်လို့အချက်ပေါ့နော်ဒါမဲ့လူသားဆန်တဲ့ကဲ character တခုလို့မြင်တယ်ဘာလို့ဆိုကိုကချစ်လို့ရှိရင်ပိုင်ဆိုင်ခြင်းနဲ့အတ္တကတော့တချင်ချင်းမှာတော့ပါလာမှာပဲပေါ့နော် ကြည်ပြမှာလည်းဘလောက်ပဲဆွလွတ်တဲ့အချက်ဖြစ်နေပါစေကြည်ပြမှာလည်းသူလိုချင်တဲ့သူပိုင်ဆိုင်ချင်တဲ့အတ္တလေးရှိတယ်ဒါကတော့လူသားတွေအကုန်လုံးငင်းငင်းဆန်လို့မရတဲ့အနေအထားတစ်ခုပေါ့နော်ဆိုတော့ကြည်ပြတော့ကတော့ဆွလွတ်ဆွလွတ်အချက်လို့မြင်တာပေါ့နော်ပြည့်ရမီတို့ခိုင်ချက်တော့ဖြစ်အောင်အဲ့လိုကြီးလေအဲ့လို definition နဲ့တော့ဟိုဖော်ဖော်နဲ့နဲ့မပြောတတ်ဘူးဒါပေမဲ့အချက်ချင်းမြစ်တာကအမှန်ကတော့တော်တော်ရိုးရှင်းပါတယ်တယောက်တယောက်နားနားလည်မှုကတော့လူသားအကုန်လုံးရဲ့အခြေခံ အခြေခံအချက်လို့မြင်တယ်အဲ့တော့နားလည်မှုပေးနိုင်လို့ရှိရယ်ဟိုကပျော်နေရယ်နားလည်မှုပေးနိုင်လို့ရှိရယ်အဆင်ပြေရယ်လို့မြင်တာပဲဟာအမ်ဒီဦးအမ်ဒီဦးအဲ့တော့ဒီလေဒါကြောင့်ကျွန်တော်ပြန်ပုတ်လိုက်တာကျွန်တော်တော့အချက်ဆိုတာစွမ်းအင်တစ်ခုလို့ထင်ပါတယ်။စွမ်းအင်တည်မြဲမှုနေရာမှာဆိုတာရှိတယ်လေ။ဖန်တီးလို့လည်းမရဘူး။ဖြက်စီးလို့လည်းမရဘူး။ ဲ့တော့မချစ်တာကိုချစ်လာအောင်လုပ်ယူလို့လည်းမရဘူးချစ်တာကိုမချစ်အောင်လုပ်လို့မရဘူးဆိုထင်ပါတယ်ဒါဆန်းဆန်းခန့်လိုက်နေတယ်အဲ့အဲ့အဲ့မှန်အာကျွန်တော်ခုနပြောသလိုပါပဲကျွန်တော်အခုလေးပြေအနေနဲ့နေထိုင်နေတာဖြစ်တဲ့အတွက်ကျွန်တော်ကြုံတွေ့ရတာတော့မိုးစုပ်ပန်းနဲ့ကြည်ပြပါအာကျွန်တော်အနေနဲ့ကကျွန်တော်တကယ်အချိန်နစ်သက်ဆုံး ရုပ်ရှင်အမျိုးအမျိုးအစားက drama ကားတွေဖြစ်ပါတယ် drama ဆိုတာဒီလိုချစ်ချင်းနေအိမ်တော်ရေးတွေပဲလည်းမဟုတ်ဘူးဒီလိုဒီလူဘဝတွေထဲမှာလူမှုပတ်ဝန်းကျင်မှာဖြစ်တဲ့အကြောင်းအရာတွေပေါ့ဒီတကယ်တကယ်အဖြစ်အပျက်တွေထဲမှာဖြစ်ပျက်နေတဲ့ဒီလိုဟို drama အမျိုးအစားကိုကျွန်တော်ခုံမင်ပါတယ်အဲတယောက်ဆောင်တယောက်အနေနဲ့ရုပ်ရှင်သမားတယောက်အနေနဲ့ပြောရရင်တော့ဘယ်ဟာမျိုးကိုလှုပ်ချင်လဲဆိုရင်တော့ကျွန်တော်အကုန်လှုပ်ချင်ပါတယ်ဒီအဲ ဟင်းချက်ဝါဒနာပါတဲ့လူတယောက်ကိုမင်းကဂျပန်စာပဲချက်ချင်တာငါကတရုတ်စာပဲချက်ချင်တာကြက်သားပဲချက်ချင်တာမဟုတ်ဘူးဟင်းချက်ဝါဒနာပါပြီဆိုမှတော့ဟင်းမျိုးစားမျိုးစုံကိုချက်ချင်တာဟုတ်ဆိုတော့ကျွန်တော်ရုပ်ရှင်ဖန်တီးသူတယောက်အနေနဲ့ဆိုရင်တော့ကျွန်တော်အမျိုးစားပေါင်းများစွာလက်လန်းပြီတော့ဒီအရေးသွေးကောင်းကောင်းဖြစ်အောင်ကျွန်တော်ကြိုးစားပြီးတော့ကိုတတ်နိုင်တဲ့လောက်ပေါ့ကိုတတ်နိုင်တဲ့လောက်တော့ဖန်တီးခြင်းပါတယ်အဲကိုကြည့်ဖြစ်နေတဲ့ရုပ်ရှင်တွေကတော့ဒီ drama တွေယောက်ျားဆန်တဲ့ကားတွေများပါတယ် ကျွန်တော်ရဲ့ဟိုဒီ TV ဟို Netflix ဆိုပါဘောအကောင့်မှာဆိုရင်ဒါလုံးဝဟို dark ဖြစ်တဲ့အားတွေပဲကျွန်တော်အမေတို့ပါဘောကျွန်တော်ညီမတို့ဆိုရင်ဖွင့်လိုက်ရင်ပိုင်းအောင်လေးတွေဒီကားထဲမှာတော့ဒါတွေအားလုံးကအချက်ကြောင့်ဖြစ်လာတာတွေကြီးပဲကျွန်တော်ကလည်းကိုယ်လက်လမ်းမမှီတဲ့ကိုယ့်ထက်အသက်အများကြီးငယ်တဲ့ကိုယ်နဲ့အဆင့်အတန်းအတိုင်းဝိုင်းမတူတဲ့သူကိုသွားပြီးနေကြော်မိတယ်ဂျိတ်ကလည်းသူချစ်တဲ့ကောင်မလေးကိုဘယ်မှမသိတဲ့ဒီအဖိုးကြီးကလာပြီးတော့ ကြောင်နေတယ်ဆိုတဲ့ချိန်မှာဒီကလည်းသူ့ရဲ့လူငယ်စိတ်နဲ့သူကလည်းပေါက်ကွဲသွားတယ်ဆိုတော့ဒါကဟိုပြိဿကြီးလာကြည့်ရင်အကုန်လုံးကိုခွင့်လွှတ်လို့ရမှာကိုချင်းစာလို့ရမှာအမ်ဒီရောက်ရှင်တဲမှာဇက်ဇက်လမ်းပြီးသွားရင်တော့အားလုံးကတော့သူ့သူ့နေရာနဲ့သူ့သူ့ပေါ့နော်ဟိုကိုချင်းစာလို့ရတဲ့ character ကြီးပဲ ယောက်ချင်းစီက relate လုပ်တဲ့ character ချင်းမတူလောက်ဘူးထင်တယ်ဟုတ်တယ်မတူနိုင်ဘူးကိုယ့်ရဲ့ဘဝဖြတ်သန်းမှုနဲ့ကိုကပေါ့နော်ဒါတချို့ဆိုရင်လည်းမိုးစပန်းနေရာကနေဝင်ခံစားပြီးတော့မိုးစပန်းကိုတနာမယ်။အမိုးစပန်းဘက်ကရက်တီကျင်တဲ့မိုးစပန်းလက်စားချေတယ်ဆိုရင်လည်းဟာအားရလိုက်တာဆိုပြီးဖြစ်မယ်။အဲလေပြင်းနဲ့တူတဲ့အပြင်မှာကိုဘဝအချိန်ကြီးကိုရဲ့စိတ်ကူကလေပြင်းနဲ့တူတယ်ဆိုရင်လည်းလေပြင်းကိုကိုချင်းစားနိုင်တယ်။အဲ့လိုပဲကြည်ပြလို့ဘကိုးသူလေးလည်းအများကြီးရှိနိုင်တယ်။အာဒီကားက အချစ်ကားလို့ကျွန်တော်တို့ဦးစားပေးထားတယ်ခေါင်းစဉ်တတ်ထားပေမဲ့လည်းအချစ်တခုလည်းမဟုတ်ဘူး romantic drama dramatics ဖြစ်တဲ့ scene တွေအများကြီးပါပါတယ်ဆရာဆရာမရဲ့လို့လည်းအကိုတို့မတို့လည်းကြည့်ပြီးသားဆိုတော့ကြတော့ဟိုဒီချစ်နေတာပဲမဟုတ်ဘူးဒီတဘာဝကြကြအလှည့်အပြောင်းတွေလည်းပါတယ်ဒီစွပြတ် normal ဝေရတွေလည်းလည်းပါတယ်စိတ်လှုပ်ရှားစရာကောင်းတယ်ဟုတ်တယ်ဟုတ်တယ်သူကဘလို့လဲဆိုတော့ပြိတ္တနဲ့အတူတူရုပ်ရှင်ကြည့်ရတာကျွန်တော်တို့ stage show ဆိုရတာလည်းတူတယ် ရုပ်ရှင်ရိုက်ရတာကတချင်းရုပ်ကိုရေးပြီးတော့စတူဒီယိုထဲမှာဆိုတာနဲ့တူတယ်။စင်ပေါ်မှာဆိုတဲ့အချိန်ကျတော့ပရိသတ်ကအောက်ကနေတခါတည်းကိုလက်တွေမြောက်ပြီးတော့ဆိုတော့မင်းကယုံထဲမှာပရိသတ်အလယ်မှာသွားထိုင်နေတဲ့အချိန်မှာကျတော့အားလုံးကဟာဟင်းဆိုတဲ့ဟာတော်တော်ကြည်နူးပီတိဖြစ်ပါတယ်ခင်ဗျ။ဟုတ်တယ်။ဟုတ်တယ်အခုလည်းအဲ့လိုဘေးကနေအတန်လေးကိုအကုန်လုံးကြားနေရအောင်။အဲ့တော့သူတို့စီကလည်းထွက်လာတဲ့အတန်လေးတွေကအဲ့လို ဒီစိတ်လို့ရှားဖို့ကောင်းတယ်ပေါ့နော်မင်းတို့ကဆိုရင်ကိုယ့်ကို movie လဲအယုံစိုက်တယ်ဒါပေမဲ့သူတို့ရဲ့တန်လေးတွေလည်းနားထောင်တယ်အဲ့တော့အဲ့ဒါမတူတဲ့ခံစားချက်လို့ပြောလို့ရပါတော့နော်ဘာလို့ဆိုကိုယ့်ကလည်းထမောင်းဆုံးကြည့်ကြည့်ရဆိုတော့လေကြောက်လဲကြောက်နေတဲ့ဟာလည်းရှိရသူတို့စီက reaction တွေကိုလည်းကြောက်တယ်ဆိုတော့မင်းတို့ကနည်းနည်းတော့ anxiety ရောရတယ်ဒါပဲပြောတယ်တကယ်လေတော့သူဘာလဲလို့ပြောတယ်။ဒါကမင်းကပရိသတ်နဲ့အတူတူသွားအော်နေတယ်။ဒါကတော့တမသာဖြစ်နေတယ်။ပြန်ချစ်တတ်တယ်လို့ပြောပါတယ်။ တေဇာကိုလည်းကျွန်တော်ဟိုကျေးဇူးတင်တယ်သူ့ရဲ့ character မှာသူအံဝင်အောင်အကောင်းဆုံးတရုပ်ဆောင်ပေးတဲ့အတွက်ပြီးတော့ကျွန်တော်တို့လည်းအတူတူတကယ်ကိုစီစီလုံးလုံးနဲ့ကျွန်တော်တို့ဒီဇက်ကားမှာတခမ်းပဲပါတယ်တရုပ်ဆောင်လည်းရှိတယ်အဲနည်းနည်းပဲပါတယ်တရုပ်ဆောင်လည်းရှိတယ်ကြည်ပြာဆိုရင်ဇက်ဝင်ကဇက်အလယ်မှာစပေါ်လာတယ်ဒါပေမဲ့ဟိုအကုံလုံးရဲ့ဟိုဒီဇက်ကောင်တွေအကြောက်လည်းဇက်အလှည့်ပြောင်းနေကြည့်တယ်အဲ့နောက်တစ်ခုကဒီမှာပါတဲ့ကျွန်တော် project ထဲမှာပါတဲ့တရုပ်ဆောင်တိုင်းอ่ะ တေစားဆိုရင်လည်းသူ့အခန်းမပါလဲရှုတင်မှာလာနေသေးတာအဲ့လိုအဲ့ဟိုပါဘကူးမှာတော့ရရင်လည်းဟိုပါဟိုကလိုက်ဟုတ်ကဲ့မပင်ကြီးကလိုက်လာတယ်အဲ့လိုမျိုးကျွန်တော်တို့အားလုံးစစ်စစ်လုံးလုံးနဲ့ရရတာဆိုတော့ဒီဒီ project လေးပြီးသွားမှာတော့ကျွန်တော်နှမျောမိပါတယ်အာကျွန်တော်တို့နှစ်ယောက်တစ်ခါမှအလို့ဘယ်မလို့ဖြစ်ပါဘူးเนาะကျောင်းညာလည်းမရဘူးဓပုံလည်းမရဘာမှမရဘူးဒါပေမဲ့ကျွန်တော်တို့ဟိုပါအရင်ကတည်းကရင်းနှီးပါတယ်ဒါကြောင့်ဟိုကျွန်တော်တိုင်တိုင်ပင်ပင် နည်းညီညီနိုင်နိုင်နဲ့ဟိုဘယ်လိုတယောက်တယောက်ဘယ်လိုပန့်ပိုးမလဲဆိုပြီးတော့အဲ့ဒီအဲ့ဒီရှုတောင်းကနေချင်းကပ်ပြီးတော့ကျွန်တော်အလုပ်လုပ်ကြပါတယ်ဟုတ်ပါတယ်အဲဒါတော့ဘလိုဖြစ်ကိုဆိုင်ရဟိုရင်ကလေးဟာရင်ကလေးဟာတစ်ချက်နေနားထားအောင်ပြီးတော့ဟိုအပိကရတူပေါ့နော်အခုဒီအလုပ်ပမာလဲဘလောက်ကိုသူစူးစမ်းပြီးတော့ဟိုဘလောက်ကိုဟို အားဆိုင်လဲဆိုတော့ဒါလူတိုင်းသိပါတယ်အခုကုလို့ဒီတားရိုက်တဲ့ချိန်မှာလဲတ냐လုံးလဲသူဇညုံနေရှိရဲ့မနဲ့ကြလို့ရှင်လဲဒီဇညုံနေကိုပြင်ကျင်တာလေးရှိလားဒါလေးဆိုအဆင်ပြေလားတိုင်တိုင်မင်မင်နဲ့ဟိုတကယ်ဟိုဟိုသွားခဲ့တဲ့ဟာလေးပေါ့နော်အဲ့တကြောင့်မလို့လောက်ရတဲ့ချိန်မှာခက်ခက်ခက်ခဲဆိုတာအရင်ကြီးမရှိခဲ့ဘူးကမစရီမိမိနဲ့အကုန်လုံးကပြုတ်ဆောင်နိုင်ခဲ့ဆိုတော့ကျေးဇူးတင်ပါတယ်အမ် အခုဒီပြင်ဆက်လက်မိုးရုပ်ရှင်ဇာတ်ကားကြီးကဘူလိုဂျူလိုင်လ၄ရက်နေ့ဆိုလို့ရှိရင်ရုံတင်ပါတော့မယ်။မနေ့ကလည်းဟိုပရိသတ်တွေနဲ့လည်းတူတူကြည့်ခဲ့တယ်။နောက်ထပ်ပရိသတ်တွေကလည်းလာကြည့်ပြီးတော့ဘသူနဲ့ရေကုန်တန်ထပ်တူကြမလဲဆိုတာလေးကိုလည်းကိုကသိချင်တယ်။ဒီကားထဲမှာအဖက်ဖက်ကနေပြီးတော့တရုတ်ဆောင်တင်မကပဲနဲ့အကုန်လုံး team တစ်ခုလုံးအများကြီးစူးစမ်းထားပါတယ်။ stylist ဆိုလဲ stylist အလျောက် makeup ပြီး DP ဒီ production design အကုန်လုံးပေါ့နော်တကယ်ကိုတည်တည်ချာသူ့ခါရနဲ့သူအများကြီးစ조사ထားတဲ့ကားလေးတကားဖြစ်ပါတယ်ချာတပေါင်းစုံလည်းပေးနိုင်မယ်လို့ယုံကြည်ပါတယ်အဲ့အတွက်ကြောင့်မလို့ခုလို조사ထားတဲ့ကားလေးကိုလာပြီးအားပေးကြပါအောင်လို့ဖိတ်ခေါ်ပါတယ်ကျွန်တော်ရဲ့ပရိသတ်များကိုကျွန်တော်တို့ကိုသူချင်းကျွန်တော်ယုံကြည်ပေးပါလို့ကျွန်တော်မေတ္တာရက်ခံချင်ပါတယ်ကျွန်တော်တို့ရုပ်ရှင်ပြသရေးစနစ်ကတပတ်မှာရုပ်ရှင်တကားအသစ်တင်ပြီးတော့နောက်တစ်ပတ်နောက်တစ်ပတ်တွေကဆက်ပြပွင့်မရတော့ရုပ်ရှင်မှာနောက်တစ်ပတ်ဆိုရင် ကိုကားတင်ပြီးလို့နောက်တစ်ပတ်ဆိုနောက်ကားအသက်ဝင်လာတာဖြစ်တဲ့အတွက်နေရာပေးရပါတယ်။ဒါကြောင့်စကြည့်ပြီးတော့မှကိုတငယ်ချင်းတွေကဟာကောင်းတယ်အဲဘာညာပေါ့လေအဲ့လိုမျိုးမှသွားကြည့်မယ်ဆိုရင်ရုပ်ရှင်ဘူးရုံမှာရုပ်ရှင်ကမရှိတော့ဘူး။ဒါကြောင့်ကျွန်တော်ပရိသတ်တွေနဲ့အနေနဲ့ကျွန်တော်တို့အားပေးမယ်ဆိုရင် စပြကလေးကနေလာပြီးတော့ဟိုသူများထက်ဦးဦးဖျားဖျားလာကြည့်ပေးပါအဲကျွန်တော်အမြဲတမ်းအကောင်းဆုံးဖြစ်အောင် စ조사ပါတယ်ကိုအတိုင်းတာနဲ့ကိုပေါ့အကောင်းဆုံးဖြစ်ပါတယ်လို့အာမမခံနိုင်ပေမဲ့လည်းကျွန်တော်ဘက်က조사မှုကတော့ကျွန်တော်တို့အားလုံးရဲ့조사မှုကတော့အကောင်းဆုံးဖြစ်အောင်조사လာကြည့်ပါမယ်ဒါကြောင့်ကျွန်တော်တို့ယုံကြည်ပေးပါဆော့ဆော့စီစီတောက်ကြစနေတဲ့နေ့တွေမှာလာကြည့်ပေးပါခင်ဗျာပြန်ဆက်လက်မှာပါ